ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးမယ့်စီစဉ်ကတော့စိုက်ပျိုးစီးပွားတောင်သူစကားသံစီစဉ်ကိုနားဆင်ကြရမှာပါအချမ်းပတ်စစ်တပ်ကစိုက်ဧကဒိုးဖို့သွင်းကုန်အစားထိုးဖို့တစားစားအော်နေပေမဲ့တောင်သူတွေကတော့ယာကိုဖတ်ထားတဲ့လက်တွေကိုဖယ်လာနေကြပြီဖြစ်ပါတယ်ဒီသတင်းကိုရွှေညာမောင်ကပေးပို့ထားပါတယ်အကြမ်းမစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တနင်္ဂနွေလုံးကိုစစ်မျက်နှာဖွင့်လာချိန်မှာနိုင်ငံသားငွေသုံးဆွဲတာကိုရှော့ချလာခြင်းနဲ့အတွက်ပထမဆုံးပြောတဲ့စကားက စားသုံးစီဖူလုံဖို့လို့ပြောလာတာဖြစ်ပါတယ်။အဲဒီနောက်မှာစဘာအထွက်တိုးဖို့ပို့ကုန်တိုးဖို့တွေကိုဇက်တိုက်ပြောလာပေမဲ့ American Dollar တိဘလီယံရရှိအောင်ပထမဆုံးရှာဖွေပေးခဲ့တဲ့အညာဒေတာကယာတီးနဲ့စိုက်ပျိုးသူတောင်သူတွေဟာယာမြေကိုစွန့်ခွာလာကြပြီဖြစ်ပါတယ်။ယာမြေကိုစွန့်ခွာရတာအဓိကချက်၃ချက်ရှိတယ်လို့မကွေးတိုင်းဒေတာကြီးကတောင်သူတူကအခုလိုပြောပါတယ်။ဒီမိုင်းမင်းတို့ဆိုတဲ့ဥစားတွေပြောပါမယ်။သူတို့မှတချို့ယာတွေဆိုရင်မကျဲဘူးလေလွတ်ထားတယ်။ ။ဟောဆိုနံပါတ်1မကျဲတာကအိမ်မှာခိုင်းစရာတသမီမရှိဘူး။နံပါတ်2ကဒီဟာလှုပ်လို့အမျက်ဆုံးရမလားဆိုမမျက်ရင်အခက်ဆိုတဲ့အနေထားရနဲ့မလုပ်ဘူး။နံပါတ်3ကကြတော့ဒီဟာဒီမရတာအတူတော့တသမီကပြီးတဲ့ဟာလေးတွေမဲ့ဖြီးပြီးစနေမယ်အေးသေးသေးနေမယ်ဆိုပြီးအချက်တွေနဲ့ဒီတော့ကျက်နဲ့ຢာရီရဖြူးကြီးယောလာတာ။မကျဲရွေးနဲ့တီးနံစိုက်ပြူးသူတောင်တရီအတွက်ကလည်းလက်ရှိရာသီဟာအညာဒီတာမှာတော့တီးနံမပေါ်သေးတဲ့ကြားချင်းဖြစ်ပြီးအချို့ကစပားစိုက်ထားတာအချို့ကနောက်တသိအတွက်ပြင်ဆင်ချင်းဖြစ်ပါတယ် တီးနံပေါ်ခြင်းမဟုတ်ပေမဲ့ပြီးခဲ့တဲ့တပေါင်းလကလေးကပေါ်ထားတဲ့ချောင်းကျက်သွင်းတွေက6လတာရှိပြီဖြစ်လို့လာမဲ့သတင်းကျွန်းနဲ့တစောင်းမုံလာမှာမပြက်စည်းခင်အပီးရောင်းကြရမှာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေရှိပေမဲ့ကျက်သွင်းတပိတ်သာထုတ်လုပ်မှုဈေးကကျက်1800လောက်ရှိပေမဲ့လည်းကျက်သွင်းဈေးကအမြင့်ဆုံးကျက်1100လောက်သာရှိလို့တောင်းနေတောင်းသူတွေဟာစားဖို့ကိုပဲအကျက်တဲတွေဖြစ်လာပါတယ်။တောင်းသူမျိုးသမီးတို့ကအခုလိုပြောပါတယ်။တောင်းသူတွေကတော့အခုကတော့တော်တော်လေးကျက်တဲ့ခက်ခဲနေတာဆိုတော့စားဖို့တော့ဘာလဲ တော်တော်ခက်ရင်သွားမှာဘာလို့ဆိုအကျွေးတွေနဲ့ယူလို့ရတာလေစေဘိုးတောင်မှာလေကျက်တုံဘွားမရဘူးဆိုတော့ပိုးဆိုးသွားမှာလေကျက်တုံအပြင်ရာကင်းတွေကစီးပွားဖြစ်စိုက်ပျိုးသမျှတည်နေနိုင်ဟာဒီနေ့မှဆိုရင်မိုးများလုံးတာမိုးခေါင်လုံးတာစတဲ့အစွန်ရောက်ရာသီဥတုကိုတိတိတသာခန်းစားရတာဖြစ်ပါလေဒါကြောင့်တည်နံဈေးကွက်မခိုင်းပါသလိုတစ်သက်လုံးရာမြေကိုဖတ်တွယ်လာကြတဲ့တောင်သူတွေဟာပြုပြင်ပြောင်းလဲနိုင်ဖို့ခဲရင်တဲ့ရာသီဥတုကပါစိုးစိုးဝါဝါနှိပ်စက်လာတဲ့အခါရာကိုဖတ်တဲ့လက်တွေဟာအာမတန်ပဲဖယ်ပြစ်လိုက်ရတာဖြစ်ပါလေ မကွေးတိုင်းတိုင်းလုံးရဲ့စီးနှံစိုက်ပျိုးထုတ်လုပ်မှုခြေနေကိုနှမ်းဆက်သူတောင်သူတူကလည်းအခုလိုသုံးသပ်ပြပါဗျ။ဒီကနေ့တောင်သူတွေမှာစိုက်ပျိုးသီးနှံသည်ရေပဲရှိတယ်၊နှမ်းရှိတယ်၊ကြက်တုံရှိတယ်။ဒါအဓိကကျွန်တို့တို့မကွေးတိုင်းရဲ့အနေထရာပြောမယ်ဟုတ်လား။ဆက်ရပြောရတဲ့အချိန်ခါမှာအခုမြေပဲကျဲလိုက်ကြတယ်။မြေပဲကျဲလိုက်တဲ့အတွက်ကစိုက်ပျိုးတဲ့ရင်းနှီးမြှုပ်နှံမှုဈေးတောင်ရင်းနှီးမှုတောင်မရဘူး။အဲမှာတခါနှမ်းကူကျဲလိုက်ကြတာပဲ။နှမ်းကြတော့လုံလုံဆုံးတဲ့လူကဆုံးတယ်။ရှင်းတိုင်ကြွယ်ရင် ခတ်သေးသေးရရလို့ရတယ်အဲ့ဒါလည်းပြီးသွားပြန်အခုတို့ကျက်သွန်ကျက်သွန်ကြတော့ဒီကုံတက်ပစ္စည်းမှာဆုံးရှုံးမှုရောပါမှုမရှိဘူးသူစကင်းမီထွက်တယ်ထက်တာတော့ရှင်တို့တော့ဒီကျက်သွန်ဈေးကရှင်ဒီမြုံနယ်မှုတွေရှိပြီးတော့ကျက်သွန်တပိတ်တာကို1800 2000ဆိုတဲ့စကီးဖြစ်မှသာလဲတို့ကရည်တည်မှုနိုင်မှာလေအဲ့လိုမဖြစ်တဲ့အချိန်ခါမှာဒီငွေရဲ့ဟိုနှုံးမမှုကမခံနိုင်တော့မခံနိုင်တော့ခဏိဝက်သားချက်စားခြင်းလို့ကိုယ့်လက်ထက်ပတ်ဆက်ကကြည်ပြီးတော့ ဝါသားချက်မစားရဘူးချမောင်ရွက်ချက်ပဲစားရတယ်ဒါသည်ပေဒံနဲ့တိုင်းစားတာဒီအခြေအနေတွေကြောင့်ရာဂုံဖတ်တဲ့လက်တွေဟာပြေလျော့လာပြီးတိုင်းပြည်စားနပ်ရိက္ခာဖူလုံရေးကိုချိန်ချောက်လာတယ်လို့ကျေးလက်နေပြည်သူတွေရဲ့အဓိကကြတဲ့အတမွေးလုပ်ငန်းဟာပြောက်ွယ်သွားပြီးလူမှုဘဝတွေပိုးပြီးနှိမ့်ချလာမယ့်အခြေအနေကိုအချမ်းဘတ်စစ်တပ်လက်ထက်မှာဦးတည်လာတာပဲဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတော့ရွှေညောင်မောင်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ